အာဟုသောပြုမိရင်တဲ့အဲဒီအာဟုသောထခထခမပြုမိအောင်စောင့်ရှောက်ရတယ်အာဟုသောဆိုမပြုအောင်မတော်လို့ပြုမိတဲ့ဟာဆိုရင်လည်းနောက်မပြုမိအောင်စောင့်ရှောက်ရတယ်အာဟုသောပြုမယ်ဆိုရင်စန္ဒမျိုးမွေးမထားအောင်ဟုတ်တယ်မလားအဲတော့ကြာရင်တော့ငါနဲ့အတွေ့ပဲအဲ့လိုမွေးမထားအောင်ဟုတ်တယ်မလားပြန်လေတဲ့ငှက်ခါ နာကမှတိမ့်မယ်ပြောနော်ဟုတ်တယ်မလားရုပ်ရှင်နေပြဆက်တည်ရရလားပြဆက်တည်ရမှာလို့ရှိရင်ပြန်လေတဲ့ငှက်ခနာကမှတိမ့်မယ်အင်းသမင်းဝဝစားထားတယ်ဟုတ်တယ်မလားဟုတ်တယ်မလားဥဆန်ရှားတော့ဥဆန်ရှားနဲ့လူစိုးကသမင်းဝဝစားတာအဲအဲ့လိုပြောတယ်ဟုတ်အဲ့လိုအာဟုတုပြုစန္ဒမမွေးထားဘူးဘာလို့တော့ဆိုတော့ဒုက္ခပါပတ္တဥစ္စယောတဲ့ မကောင်းမှုတွေစုမိရင်အဲ့ဒါဆင်းရဲတယ်မကောင်းမှုတွေစုမိရင်ဆင်းရဲတယ်ဆိုတော့မကောင်းမှုတွေကနေဖြစ်လာနော်မကောင်းမှုတွေရင့်ကျက်လာရင်အကျိုးပေးလာရင်အဲ့ဒါဆင်းရဲတာပဲနော်ဒါကြောင့်မလို့မကောင်းမှုဆိုတာရှောင်နေသမျှရှောင်နေအောင်ကြိုးစားရတယ်အဲ့တော့ဒုစရိုက်၁၀ပါးတို့၅ပါးသီလတို့အဲ့ဒါတွေမလော့အောင် မချိုးဖောက်အောင်သူတမတာကိုသူ့ဥစားမခိုးအောင်အဲ့လိုနေရတယ်အဲ့လိုနေရပြီဆိုတော့လူကြတော့အဲအယိုးပဲသူများနဲ့မတူတော့ဘူးပေါ့တန်ត្រာမှာအစ်စ်မြင့်မယ်အသက်ရှင်မယ်အစင်းလှမယ်ချမ်းသာမယ်အဲ့လိုအကျိုးတွေရနော်လူဖြစ်လဲလူအစင်းတမ်းမိမိဖြစ်မယ်နတ်ဖြစ်လဲနတ်အစင်းတမ်းမိမိဖြစ်မယ်လူတယောက်လူရဲ့လူသွေးကောင်းမိအချိန်နဲ့ကောင်းမိဆိုရင်ကိုလိုချင်ရင်မရဘူးလားရမလားဆိုရင် ကိုလိုချင်ရတယ်နော်ဈာမကြီးကောင်းဖို့လိုတယ်ခြေနေကောင်းတစ်ခုအတိုင်းဝိုင်းကောင်းတစ်ခု ရောက်ဖို့လိုတယ်အဲ့ဒါဆိုရင်တော့လိုချင်ရတာပဲအဲလိုချင်တာတော့အဲ့ဒါလဲလိုချင်စိတ်ကိုလည်းမှန်မှန်ကန်ကန်မွေးရတာပေါ့နိဗ္ဗာန်တပစ္စယဟောတုဆိုတာနိဗ္ဗာန်ရပါရစေအဲ့ဒါဆိုရင်တော့အဲ့ဒါအဲ့ဒါလိုချင်စိတ်မှန်ကန်တယ်ဒုက္ခတွေလွတ်ပါရစေ၃၀ဘဝလွတ်ပါရစေ အဲအဲ့ဒီစန္ဒအမှန်နေပေါ့ဟုတ်လားအဲလွတ်ပုံလွတ်နည်းတော့မျိုးမျိုးရှိတယ်အဲဖရာအဖြစ်နဲ့လွတ်ချင်တာလည်းရှိတချို့ကြဲကတော့ပိစိကဗုဒ္ဓဖြစ်ပြီးတော့လွတ်ချင်တယ်လူရလူသွဲအမြင့်ဆုံးနေထားပြီးရောက်ပြီးတော့လွတ်ချင်တယ်ဆိုရင်တော့ဖရာဆုတော်ရတာပေါ့ဟုတ်တယ်မလားအဲ့ဒါတစ်စင်းနှဲ့ရင်ပိစိကဗုဒ္ဓအဲ့ဒါတစ်စင်းနှဲ့ရင်ဧကတော်ဝကမဟာတော်ဝကအဲ့ဒါတစ်စင်းနှဲ့ရင်တော့ပဂတိတော်ဝက နော်အာတချို့ကြတော့လို့မဟုတ်ဘူးနာရပိန်တတိယတော့ဝိသခါတော့ကြတော့အာနတ်ပြည်ကနေနတ်ပြည်ကနေဗိမပြည်သွားအောင်မှာဗိမပြည်ကနေမှနိဗ္ဗာန်ရောက်မယ်အဲ့ဒါတမျိုးနော်အဲ့ဒါဘလို့ဘလို့မျိုးဖြစ်ချင်အဲ့ဒါတော့တယောက်နဲ့တယောက်မတူဘူးဒါမှအဲ့ဒီအဲ့ဒီဟာတွေကတော့ခွင့်ပြုနိုင်တဲ့အဲမျောလင်းချက်တွေပေါ့နော်တန်တရာကြီးပြောခြင်းနဲ့ကြတော့အဲ့ဒါခွင့်မပြုဘူးဟုတ်လားတန်တရာကြီးပြောခြင်းနဲ့ ခံစည်းစဉ်ဥစ္စာခံစားခြင်း ਨੇ အဲဒါကြတော့ခွင့်ပြုနိုင်တဲ့ဆုတောင်းမျိုးမဟုတ်ဘူးပြောအောင်လို့လို့မရဘူးလားဆိုရင်ရရရတဏ္ဍာရီကတဏ္ဍာနဲ့ဆိုင်တဲ့ဒုက္ခတွေရှိလို့အဲအဲဒါကြတော့ဝတ္တရားထဲမှာ ပြောတယ်ဒုက္ခတွေထဲမှာ ပြောတယ်လို့ဒီလိုခေါ်တယ်နော်ဒါကြောင့်မလို့နိဗ္ဗာန်ရပါရစေဒီစိတ်ကလေးမွေးတာအဲအဲ့စိတ်နဲ့နေလို့ရှိရင်တော့သိပြီးတော့မတွေ့တာတော့နော် ရတဲ့အခြေအနေကိုအခွင့်အရေးကိုကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့အခွင့်ကောင်းတစ်ခုကိုကောင်းကောင်းအသုံးချတတ်တယ်တဲ့လို့အဲ့ဒါပါရမီရှိတဲ့လူတွေကထုံးကြနော်ပုံညာစေပုရိသောကိရိတာကုသိုလ်ကောင်းမှုကြောင့်ပြုပေးရတယ်ကုသိုလ်ကောင်းမှုပြုပေးရတယ်ကောင်းမှုဆိုတာလှုပ်ပေးရတယ်တန်ကြီးရာပုဏ္ဏပုဏ္ဏအဲ့ဒီကုသိုလ်ကောင်းမှုဆိုတာအဖန်မှန်ထထလုံးရတယ် ဟောဒီကဲပထမထပ်ထပ်လောရတယ်ဒီတခါလည်းမဟုတ်ဘူးနောက်တခါလည်းလောရမှာပဲနောက်လည်းလောရမှာပဲဟောဘုရားလောင်းတို့ဘာလို့ရှင်မင်းလောက်တယ်ဆိုရင်အဲမြို့မှာဘာမြို့တကလေးခုမှာလည်းလှူတယ်အာမြို့ရဲ့အလယ်မှာလည်းလှူတယ်အလူမန်းတက်ရှိနန်းတော်ထဲမှာလည်းအလူမန်းတက်ရှိတယ်ဩလှူတာပဲနေစဉ်အဲလှူတော့နောက်ပိုင်းကျတော့မွေးကလေးကချမ်းသာပြီးသားလဲ သူများတွေပိစိယဥစ္စာနင်းလားငါလားလော့တူကမွေးကလေးကချမ်းသာပြီးသားလေဟုတ်တယ်မလားအဲ့ဒါကြတော့ဘာမှမလို့တော့ဟောအဲအဲ့ဒါကုသိုလ်ဆိုရင်တက္ကတာကလော့ရတယ်ငါးပါးသီလတသက်လုံးဆောက်အောင်ပါပဲဝေယဝိစာဒါနာတရားထိုင်တယ်စေကောင်းနှလုံးကောင်းမွေးတယ်ဆိုတာအဲ့ဒါတသက်လုံးလော့ရမယ်ဟာလေကုသိုလ်ကြတက္ကတာကလော့ရတာမိစန္ဒံကရိရာထကုသိုလ်ကောင်းမှုလော့ဖို့ကြတော့စန္ဒလေးမွေးထားရတယ် နော်ကုသိုလ်ကောင်းမှုဆန္ဒကြဘလို့မွင်းဟုတ်လားဘလို့မွင်းရခုနကတော့အာကုသိုလ်ကတော့ပြန်လေတဲ့ငှက်ခါတွေပါနေနဲ့ဟုတ်တော့နော်ကုသိုလ်ကောင်းမှုကြဘလို့မွင်းဟာဟိုတော့ဘုရားလောင်းရှင်မင်းကြီးရှင်မင်းဖြစ်နေသူမြောက်ဘက်ပြတင်းတကားပေါ့ကိုလှက်ပြီးတော့လေမြောက်ဘက်ပြတင်းတကားဆိုတော့ဟိမွန်တာရှိတဲ့ဘက်ပေါ့နော်အဲဘယ်ချိန်ကမှငါတော့ထွက်ပြီးတော့တရားထုတ်ရပါမလဲ ဘယ်ချိန်ဘယ်ခါများယဟန်ဝဲပြီးတော့ခုနှစ်ခဏလေးရွာနေတဲ့မိုးကြီးရဲ့ဆုံးငံထွက်စားရပါမလဲ။ဟောရှင်မင်းကြီးကခုနှစ်ခဏလေးရွာတဲ့မိုးတဲ့ဆုံးငံထွက်စားခြင်း။ဟဲ့ဟုတ်တယ်မလား။အဲတရက်လောက်ပဲဆုံးငံထွက်ကြည့်ရအောင်။ဒါမှသူဆန္ဒအဲ့လိုမွေးတာ။ဟောကိုကိုကိုဆုံးမပြီးတော့ဘယ်ချိန်ဘယ်ခါများငါနေနိုင်မှမလဲ။အဲကိုကိုကိုဆုံးမသူများတွေနဲ့ရော ရှင်မင်းတိုင်းမြေအုပ်ချုပ်လုပ်နေရတယ်ဆိုတာလုပ်တယ်အများကြီးချုပ်တယ်အဲလူတွေကိုယ်စည်းကပ်နေတယ်ဆိုတာအကျိုးတရားတစ်ခုခုနဲ့စည်းကပ်ကြတာပါနော်အဲမြေရန်ကောင်းတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့သူတို့ကောင်းနေအောင်လုပ်ပေးပါတယ်သူတို့မတွေ့တာဘူးဒါပေမဲ့လုပ်ပေးတယ်နော်မလုပ်လဲလူတွေသူတွေမှနေရင်တော့ဒီလုပ်တွေကမရှောင်တာမလွဲတာလုပ်အောင်ပါပဲဒါပေမဲ့လို့တစ်ခါတစ်ခါကိုယ်ကိုယ်ကိုဆုံးမပြီးနေတဲ့အချိန်လေးတွေလည်းလို့တယ် ဲကြောင်အရိရှင်မင်းကြီးကသူအသက်တခုကြီးလာတဲ့အခါတောထတာတရားရဲဆုံးမှတယ်နော်အဲ့လိုသူကနေပြည်တွင်းပေါက်ဖွင့်ပြီးတော့မျောလင့်တယ်ဘယ်ချိန်ဘယ်ခါမှငါတောထပြီးတရားကျင့်ရမှာမလဲအဲဘယ်ချိန်ဘယ်ခါမှအခါကောင်းကြီးကြုံပြီးတော့ယဟန်ဝဲပြီးတော့ခொနေခொနေလီရွာနေတဲ့မိုးကြီးတဲ့ဆုံးငန်ထွက်စားပါမလဲဟောဒီလိုမျောလင့်တယ်ကဲအဲ့တော့အဲ့ဒါမျောလင့်တာဘယ်ချိန်ဘယ်ခါမှငါရအားထုတ်ရမလဲ နော်ညောင်ဖက်ညောင်ဖက်တကားပေါက်ကလေးပါလေးလှန့်ထောင်အဲ့ဒါမှလားလှန့်ပြီးတော့အဲအဲ့လိုအောင်ပေါ့အဲ့ဒါကုသစန္ဒအဲအဲ့တော့စန္ဒလေးမွေးတာနော်စန္ဒလေးမွေးတာလူဆိုတာစန္ဒပဲအဲသူများလည်းဒေါ်ထွက်တာကြောက်စရာကြီးဆိုရင်ပဲဘုရားလောင်းအောင်ပျော်စရာကြီးလိုပဲနော်သူကဒေါ်ထွက်တာပျော်စရာကြီးအဲကြောင့်ဆရာတော်ကြီးတို့အခုဆိုဟိမွန်တာသွားအဲသူများဆိုရင်တော့ဟိမွန်တာ 6ဒီ6ကပေါ့နော်ဒေါခေါင်ကောင်ပေါ့အဲသူကဒီစိတ်မွေးထားလို့ပြောနေတာပေါ့စောတဲ့ကမွေးထားဘယ်ချိန်မှကများတလူနေရပါမလဲလူတွေသူတွေနဲ့ဝဲပြီးတော့ကိုယ့်ကိုယ်ကိုဆုံးမပြီးတော့အဲဘယ်ချိန်မှကများနေရပါမလဲဟောဒါလေးမွေးထားအဲ့တော့မွေးထားတော့ဟိုတဲ့60ရှိပြီဆိုရင်60ကျော်60ဆိုရင်နေနိုင်နေတယ်အဲတာမန်လူတွေဆိုရင်တော့ ကိုသက်90ကျော်ပြီဆိုစဉ်းစားကြည့်ပါအဲ့နေရာတော့နေပါအဲမနေတော့ဘူးမှန်ပါထိုင်ဝမ်နာခွာလို့မရနော်6လတခါလား3လတခါ medical check up ကလောက်အောင်ဟာအဲ့လိုဟောအဲ့လိုမွေးတာအဲကုသဆန္နာဆိုမွေးထားရတယ်ပရှင်ဘယ်ကကြတော့ဘာလို့ဟမ်အဲ့တော့ဇေကဘုံနေနဲ့ပြောရတော့အဲစိတ်ကူးနဲ့ထဲတဲ့ဖျား ကောင်းမှုတော်တဲ့မသေးစေနဲ့ဆိုရှိတယ်ဟုတ်တယ်မလားစေကုနဲ့တည်တဲ့ဘုရားကောင်းမှုတော်တဲ့မသေးစေနဲ့နော်အဲတဲတော့တည်ထားမှာပဲဟုတ်တယ်မလားအဲကုသဆန္ဒမွေးထားရတယ်ဘာလို့မွေးထားတာလဲဆိုတော့ဒုက္ခပုံညတ်တာအုပ်စင်ရောကောင်းမှုကုသိုလ်တွေစုမိခြင်းဟာချမ်းသာခြင်းရဲ့အကြောင်းချမ်းသာရင်းအလုံးဟာကောင်းမှုကုသိုလ်တွေနဲ့အဲစုပြီးတော့ဖြစ်လာတာကောင်းမှုကုသိုလ်တွေရုပ်ပေးလာတာပေါ့ မ်းသာလို့ခေါ်တာနော်ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာပြုရပါတယ်အဖန်ဖန်ထက်ထက်ပြုရတယ်ကုသိုလ်ပြုဖို့စန္ဒမွေးထားရတယ်နော်အဲ့ဒီကုသိုလ်တွေအများကြီးလုပ်နိုင်ပြီဆိုတဲ့လူကိုဘုံကြီးတယ်ကုသိုလ်ကံကြီးတယ်လို့ခေါ်တယ်အဲ့လိုလူတွေကအဲကိုလုံးချင်တာရပါတယ်နော်ကိုလုံးချင်တာကိုလုံးနိုင်တဲ့စွမ်းအားရှိတယ်အဲလုံးချင်တာ ဒါနရာယိကိုပြောဖို့ပါဖို့ဒုက္ခထဲမှာပြောဖို့ဒီလိုမဟုတ်ဘူးတဲ့နိဗ္ဗာန်တပစ္စယဟောတုနိဗ္ဗာန်ရဲ့အကြောင်းထောက်ပတ်ဖြစ်ပါစေအဲ့ဒါဆိုရင်တော့အခွင့်ကောင်းနေရလာတဲ့အခါနိဗ္ဗာန်ရောက်ကြောင်းတရားတွေစိတ်ဝင်စားတယ်နိဗ္ဗာန်ရောက်ကြောင်းတရားကိုကြင့်ကြင်တယ်နိဗ္ဗာန်ရောက်ကြောင်းဟောပြတတ်တဲ့သူတော်ကောင်းတွေနဲ့တွေ့ပြီးတော့ကိုလိုချင်တဲ့နိဗ္ဗာန်ရမယ်အဲ့လိုရပြီဆိုရင်တော့ဘဝတွေနဲ့ ဆက်ဆက်တဲ့ဒုက္ခတွေမရှိတော့ဘူးဝါရီနာရီဒေရာရီအမချစ်တဲ့လူတွေနဲ့ပေါင်းရတာတွေချစ်ခင်တဲ့လူတွေနဲ့ကွဲရတာတွေအဲ့လိုတွေမဖြစ်တော့ဘူးနော်အဲ့ဒါဒုက္ခခတဲ့ငြိမ်းတယ်လို့ခေါ်တယ်ကဲတရားကဒီလောက်ပဲအဲ့တော့ဆုတောင်းမင်းမျှဝေမယ်လိုက်ဆိုပါ